တနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်ဧပြီလ1ရက်နေ့မှ9ရက်နေ့အထိတပတ်စာဟော့စတန်ငွေကြေးကန်အလွန်ကောင်းသောအချိန်အခါဖြစ်သည်ထီပေါက်သလိုအငွေရသလိုမျိုးငွေကြေးအစုအလိုက်ပြုံလိုက်ဝင်လာတတ်သည်အလှူမင်္ဂလာပေါ်လာတတ်သည်အိမ်ချမ်းမြေကားကွန်ပျူတာကြောက်ကင်မရာဝင်ကင်းရှိသည်အလုပ်ထဲမှာစိတ်မဝင်စားဘဲဖြစ်နေတတ်သည် အလုတ်ထွက်ချင်တာအလုတ်ပြောင်းချင်တာအလုတ်မှာအဆင်မပြေတာမျိုးတွေဖြစ်နေတတ်သည်အိမ်တွင်းရေးမိသားစုအရေးမှလည်းတအိမ်လုံးနဲ့တယောက်ဖြစ်နေတတ်သည်အိမ်မှာမနေချင်တာအိမ်ကထွက်သွားချင်တာမိသားစုနဲ့အဆင်မပြေမှုတွေဇက်တိုက်ကြုံနေရမည်ဘာသာရေးများများလုပ်ပေးပါအလုတ်မပြောင်းရွှေ့ပါနဲ့ပိုဆိုးသွားလိမ့်မည်လက်ရှိမှလက်မဲ့ဖြစ်သွားတတ်သည် အကျိုးပေးသောအရာအဖြူရောင်အနက်ရောင်အကျိုးပေးသောကနန်းနှစ်ခုနှစ်အချစ်ရေးချစ်သူစီမှဝမ်းမြောက်စရာစိတ်ချမ်းသာစရာတည်င်းကောင်းကြားရမည်အိမ်ဆောင်ရေးနှစ်ဖက်မိသားစုကြောင့်စိတ်ရှုပ်နေရမည်ကျမ်းမာရေးအာယုံကြောအကျောဒုက္ခပေးတတ်သည်ရေရာနန်းကြီးတုတ်နှင့်ပွဲမိမိအိမ်ဖျားမှာကတ်လူပါတနင်္လာသားသမီးများအတွက်2025ခုနှစ်ဧပြီလ1ရက်နေ့မှာ ခုနှစ်ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာစိတ်တွေတအားလေနေမည်။ဝေခွဲရခက် ဆုံးဖြတ်ရခက်ဆုံးဖြတ်ရခက် ရှေတိုးရခက်တွေဖြစ်နေမည်။အထက်လူကြီးအကြီးကဲများနဲ့အစင်မပြေဖြစ်နေမည်။လက်ရှိအလုံမှာစိတ်မပါဘဲဖြစ်နေတတ်သည်။ကိုမလုံချင်သောအလုပ်ကို လုပ်နေရတတ်သည်။မတွားချင်သောခီးတွားရတတ်သည်။လူရင်းလူယုံ အနီးကပ်အတွင်းလူဒုက္ခပေးတတ်သည်။ အိုးအိမ်အဆောက်အဦးပြောင်းရွှေ့ရတတ်သည်ဖြစ်နိုင်ရင်မပြောင်းရွှေ့ပါနှင့်အခက်ခဲဖြစ်တတ်သည်ငွေရေးကြေးရေးမှငွေကြေးကံညံ့နေမည်အဝင်နေပြီးအထွက်ကျန်းနေတတ်သည်ဖျားပုံတော်ဘိုးတော်ပုံတော်ဘာသာရေးနဲ့ပတ်သက်သောပုံတော်တွေအိမ်ကိုကြွလာရင်စီးပွားတတ်မည်ထီထိုးပါထီရှစ်ဆက်ပေါက်ကင်းရှိသည်အကျိုးပေးသောအရာအနက်ရောင်ရွှေဝါရောင်အကျိုးပေးသောကနန်း ငါးခုနှစ်အချစ်ရေးစိတ်ညစ်စိတ်ရှုပ်စရာများနဲ့ကြုံနေမည်အိမ်တော်ရေးနှစ်ဖက်မိဘများဤအကူအညီထောက်ပံ့ရမည်ကျမ်းမာရေးသွားတွေးဒုက္ခပေးတတ်သည်ရရာထောပတ်ပါသော အစားအစာမိမိအိမ်ဖျားမှာကတ်လူပါအင်္ဂါသားသမီးများအတွက်2025ခုနှစ်ဧပြီလ1ရက်နေ့မှ9ရက်နေ့အထိတပတ်စာဟော့စတန်အိုးအိမ်ချမ်းမြေဝင်ကင်းရှိသည် ဘာသာရေးနဲ့ပတ်သက်ပြီးအလူတန်းပြုလို့ရတတ်သည်ပရိဘောဂပစ္စည်းဆက်ပစ္စည်းတွေအတိတ်ဝင်မီအရေးကြီးသောစာရွက်စာရန်စာချုပ်တွေမှာလက်မှတ်ထိုးရသောကိစ္စတွေကို အထူးသတိထားပါပြဿနာဖြစ်တတ်သည်ကြားညက်ဖြေရှင်းရတတ်သည်လလွန်ထားသောငွေကြေးများအခက်ခဲအထိအငွတ်များကြားမှပြန်ဝင်လာမည်။လက်ရှိရှိသောအလုပ်ထဲမှတာဝန်နှမျိုးအလုပ်နှမျိုးလုပ်ရတတ်သည် ရဝေးမှာရှိသောဆွေမျိုးများစီမှအကူအညီအထောက်ပံ့ရတတ်သည်မိလျက်စက်တခိုးအထူးတတိထားပါအိမ်မှာဆက်ပြက်ဖနက်ပြက်ထီးပြက်များရှိရင်စွန့်ပစ်လိုက်ပါအဲ့ဓာရီရှိနေရင်အိမ်မှာလက်တိတ်နေတတ်သည်လုပ်ငန်းအသစ်စီးပွားအသစ်အခွင့်အလမ်းအသစ်တွေပေါ်ပေါက်လာတတ်သည်အကျိုးပေးသောအရာအနက်ရောင်ခရမ်းရောင်အကျိုးပေးသောကနန်းငါလေး အချစ်ရည်စိတ်ရှုပ်เสียရာစိတ်ညစ်เสียရာများနဲ့ကြုံနေမည်အိမ်ဆောင်ရေးကြီးကဲသူများကြောင့်အစင်မပြေကြီးစွာဖြစ်တတ်သည်ကျမ်းမာရေးခါဒုက္ခပေးတတ်သည်ရတရားပေါမုံထောပတ်တော့မိမိအိမ်ဖျားမှာကတ်လူပါဘုဒ္ဓဟူသားသမီးများအတွက်2025ခုနှစ်ဧပြီလ1ရက်နေ့မှ9ရက်နေ့အထိတပတ်စာဟော့စတန်ဇေယသမအကြီးအကဲများနှင့်ပတ်သက်၍အလုတ်ကင်ခွင့်လန်းကောင်းများပေါ်လာမည် ဘာသာရေးနှင့်ပတ်သက်ပြီးအလှူအတန်းပြုလုပ်ရတတ်သည်လက်ရှိအလုံမှာယာရုတိုလာစာတိုမီအိုတိအိမ်တိနေရာတိပြောင်းရွှေ့ရတတ်သည်ငွေကြေးနှင့်ပတ်သက်ပြီးစိတ်ရှုပ်စိတ်ညစ်ရတတ်သည်စက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းများပေါ်လာတတ်သည် အဖိုးတန်ယန္တနာပစ္စည်းရွှေတွေပစ္စည်းများဝင်လာတတ်သည်ဒီရက်တွေအတွင်းမှာသူများပြည်တနာကိုပြည်တနာဖြစ်တတ်သည်အထူးတတိထားပါ ုပ်ငန်းအသစ်တွေကတော့တိုးချဲ့ရတတ်သည်နိုင်ငံရဲ့ချားလူမျိုးချားဘာသာချားနဲ့ပတ်သက်ပြီးအဆက်အသွယ်အထောက်ပံ့ကောင်းတွေလည်းရတတ်သည် အကျိုးပေးသောအရာအနီရောင်အပြာရောင်အကျိုးပေးသောကနန်းတက်6အချစ်ရေးစိတ်ချမ်းသာစရာသတင်းကောင်းတွေကြားရမည်အိမ်အောင်ရေးအိမ်အောင်ဘက်နှင့်ပတ်သက်၍စိတ်ညစ်ရတတ်သည်။ကျမ်းမာရေးခါခြေရောက်ဒုက္ခပေးတတ်သည်။ ရရာအုံသီးပါသောအစားအစာမိမိအိမ်ဖျားမှာကတ်လူပါ။ဇာတာဝေတာသမီးများအတွက်2025ခုနှစ်ဧပြီလ1ရက်နေ့မှ9ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာလုပ်ငန်းအသစ်စီးပွားအသစ်စက်တူရှယ်ယာလုပ်ငန်းတွေ လုပ်နေအထူးကောင်းပြီ။အရေးကြီးသောစာရွက်စာရန်စာချုပ်တွေမှာကောင်းသောလက်မှတ်ရေးထိုးရခြင်းများပြုလုပ်ရတတ်သည်။ဖျားတရားဘာသာရေးဘက်မှာအားနည်းနေတတ်သည်။ အောင်မြင်မည်လူမျိုးချားဘာသာချားတွေစီမှအကူအညီအထောက်ပံ့ရမည်ငွေထွက်များခြင်းအကျွေးတင်ခြင်းများဖြစ်တတ်သည်ငွေကြေးနှင့်ပတ်သက်ပြီးအခြေအနေကိစ္စမျိုးတွေမှာအထူးသတိထားပါကြားညက်ဖြည့်ရှင်းရတတ်သည်အလုတ်ကောင်းခြင်းအလုံးနဲ့ပတ်သက်လို့လက်လာပေးရရှိခြင်းများကြုံတွေ့ရတတ်သည်။ညီကိစ္စအမွေကိစ္စတွေနဲ့ပတ်သက်ပြီးလာပြီးမှအကျိုးပေးသောအယောင်အနီယောင် မီမျိုးရောင်အကျိုးပေးသောကနန်တစ်3အချစ်ရည်စိတ်ရှုပ်စရာများနှင့်ကြုံတွေ့နေမည်အိမ်ထောင်ရေးအိမ်ထောင်ဘက်ဇနီးမယားအတွက်ဝမ်းသာစရာတည်င်းကြရမည်ကျမ်းမာရေးဝမ်းပိုက်ခြေထောက်ဒုက္ခပေးတတ်သည်ရေရအုံးလို့ခောက်ဆွဲမိမိအိမ်ဖျားမှာကတ်လူပါတောကြသားသမီးများအတွက်2025ခုနှစ်ဧပြီလ1ရက်နေ့မှ9ရက်နေ့အထိတပတ်စာဟောစတန်း ဒီရက်တွေအတွင်းမှာကံလွန့်အလွန်ကိုကောင်းနေသည်အထူးသဖြင့်ဘာသာရေးကုသိုလ်ကောင်းမှုတွေအဋိဋ္ဌံတွေဖိဖိစီစီလှုပ်လေလေကံတရားကပိုပြီးပွင့်လင်းလာလေလေဖြစ်ပါလိမ့်မည်စ조사ရင်စ조사သလောက်အောင်မြင်မှုရလဒ်တွေအကျိုးထူးတွေခံစားရရှိပါလိမ့်မည်လုပ်ငန်းအသစ်အစီအစဉ်တွေပေါ်လာတတ်သည်လုပ်ငန်းအသစ်တိုးချဲ့ရခြင်းအလုပ်ကောင်းခြင်းအလုပ်၌ပျော်ရွှင်နေရခြင်းများကြုံရမည် ဘာသာရေးနဲ့ပတ်သက်ပြီးအလူတန်းကိစ္စတွေမှာအခက်အခဲဖြစ်ပြီးမှအောင်မြင်ပြီ။ဆရာကောင်းမိတ်ဆွေကောင်းအထက်လူကြီးအကြီးအကဲများစီမှအကူအညီထောက်ပံ့ကောင်းများရတတ်သည်။ငွေဝင်ကောင်းခြင်းငွေအတွက်စိတ်ချမ်းသာခြင်းများကြုံရတတ်သည်။အကျိုးပေးသောအရာအဖြူရောင်အစိမ်းရောင်အကျိုးပေးသောကနန်းနှစ်လေးအချစ်ရေကောင်းသော အပြောင်းလဲများနှင့်ကြုံရမည် အိမ်ဆောင်ရေးကြီးကဲသူများရဲ့အကူအညီထောက်ပံ့ကောင်းများရရှိမည်။ကျန်းမာရေးလက်ရင်ဘက်ဒုက္ခပေးတတ်သည်။ရေရာခောက်ဆွဲကြော်မိမိအိမ်ဖျားမှာကတ်လူပါ။စနေသားသမီးများအတွက်2025ခုနှစ်ဧပြီလ1ရက်နေ့မှ9ရက်နေ့အထိတပတ်စာဟော့စတန်အိုးအိမ်အဆောက်အဦပြုပြင်ပြင်ဆင်ရတတ်သည်။အိုးတစ်အိမ်တစ်နေရာတစ်ပြောင်းရွှေ့ရတတ်သည်။ ဝန်နှန်းဖြစ်ပါကယာရုတိုလာစာတိုးတက်သည်ဌာနသည့်နေရာသည့်ပြောင်းရွှေ့ရတတ်သည်အထက်လူကြီးအကြီးအကဲများထံမှအကူအညီရမည်အလုံးမှာနမေကုံတည်င်းကြော်ကြမည်အိမ်တော်သည်များအနေနှင့်နှစ်ဖက်ဆွေမျိုးများထံမှအကူအညီထောက်ပံ့ရတတ်သည်ကိုယ်ကိုအကျိုးပေးအကျိုးပြုမိဆွေမျိုးမိတ်ဆွေများရောက်လာတတ်သည်ရွှေထဲရတနာအဖိုးရန်ပစ္စည်းများဝင်လာတတ်သည် လျှက်စစ်ပစ္စည်းများထွက်ပြက် ပြုပြင်ပြင်ဆင်ရတတ်သည်အဲ့ဓာရီဖြစ်ပြီးရင်တော့အစ်စ်တွေဝင်လာပါလိမ့်မည်တငယ်ချင်းမိဆွေကိုအကြောင်းပြုပြီးကြားညက်ခေါင်းခံဖြည့်ရှင်းပေးရတာမျိုးလဲကြုံရတတ်သည်အကျိုးပေးသောအယောင်အညိုယောင်အစိမ်းယောင်အကျိုးပေးသောကနန်းလေး6အချစ်ရေးချစ်သူစီမှជីနူးဝမ်းမြောက်ဖွယ်လက်ဆောင်ပစ္စည်းများရရှိမည်အိမ်နောင်ရေးအိမ်နောင်ဘက်အတွက်စိတ်ချမ်းမြေ့ဖွယ်ရာများနှင့်ကြုံရမည် ကျမ်းမာရေးဝမ်းပိုက်ပိုင်းဒုက္ခပေးတတ်သည်ရရာတက်သည်၆စိတ်မိမိအိမ်ဖျားမှာကတ်လူပါ